။ဘယ်လိုမှမဆောင်ကန်းတည်တော့ဖို့စီရင်ရှိကြလားရှင်။ဒီလိုသွားဖို့ရှိရဆိုရင်တော့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပါနော်။အခုဗီဒီယိုလေးကတော့နေစက်တင်ဘာလကုန်လုံးကမဆောင်ကန်းချီသွားခဲ့တဲ့အကြောင်းလေးကိုပြပြပေးပါမယ်။ Sunny Paradise မှာတည်ခဲ့ပါတယ်။မေဒီနေ့စက်တင်ဘာ29ရက်နေ့မှာမြန်မာကန်ချီသွားခဲ့ပါတယ်။နေသွားခဲ့နေ့တုန်းကဘုံတိုင်းရှိနေတော့ ။မိုးကတော့ဖိုးဖွဲလေးတော့ရွာနေပေါ့နော်။နေသွားခဲ့ရတာကတော့ express နဲ့ပဲသွားခဲ့ပါတယ်။တောင်ကန်ချီကိုသွားနေရဖြစ်ပါတယ်။ဒီတစ်ခါငွေဆောင်တန်းချီမှာတည်ခဲ့တဲ့ဟိုတယ်ကတော့ Sunny Paradise ဖြစ်ပါတယ်။ Sunny Paradise ဟိုတယ်ကဆိုလို့ရှင်ဒီရဲ့ compound ကတော်လေးကိုပဲကျေဝန်းပါတယ်။ဒီ Sunny Paradise ကဆိုလို့ရှင် တခြား hotel တွေထက် quality နည်းနည်းပိုတာရယ်ပေါ့နော်ဂေးကလည်းနည်းနည်းပိုကောင်းပါတယ်ဒီအရဆိုလို့ရှင်လမ်းမဘက်ကနေပြီးတော့ဝင်ချင်း semi paradise ကိုဝင်ချင်းလမ်းလေးပါ semi paradise ရဲ့အကျော်ပါဆိုလို့ရှင် semi villa ရှိပါတယ် semi villa ကတော့တိုင်းရဲ့တစ်ဖက်ချမ်းပါပါအရှင်ကတော့ဒီလိုပါလဲ Sunny Paradise နဲ့ Sunny Villa ကပေါ့နော်။ဒါနဲ့ Sunny Villa ကလည်းတစ်ဖက်ချမ်းမှာရှိရတဲ့အတွက်သူကတော့ ေးနည်းနည်းပို့ပြီးတက်တာပါတယ်ဆမီပါရာဒိုက်ကတော့ကန့်ချင်တဲ့ကဲ့ရဲ့မှာရှိတဲ့အတွက်စီးကတော့ပို့ပြီးချီပါတယ်နော်မဆလို့ရှင်ဝင်ချင်းအပဝါကနေပြီးဝင်လာမယ်ဆိုရင်သူလမ်းညောအခန်းလမ်းညောဆိုင်ပုတ်လေးရေးပေးထားရပါတော့ဒါကတော့သူရဲ့ဝင်းကြီးပေါ့နော်သူချောင်းဝင်းကြီးရဲ့မှာပါဒီမှာဆလို့ရှင်ရှောင်းလန်းကနေပြီးဝင်ပေါက်လန်းနေဆက်လာမယ်ဆိုရင် reception ကိုရောက်ပါတယ် reception ကလည်းတော်တော်လေးကိုချစ်ချင်ခံလာပါတယ် reception မှာဆိုလို့ရှိရင်သူကနှစ်ထပ်ပုံစံမျိုးရှိပါတယ်နော်ရာ reception ကနေ ပြီးတော့သူရဲ့ခြံဝန်းထဲကိုပြန်ကြည့်လိုက်တဲ့ပုံစံမျိုးညာဆုံး reception မှာဆိုလို့ရှိရင် yes တာဦးပုံစံကတော်တော်လေးကို စ်ကေဝန်နဲ့ဆက်မဆောက်တာတွေ့ရပါတယ်။ဆက်ပြင်းကနေဆက်ပြီးတော့ဝင်လာမယ်ဆိုလို့ရှင်တော့ဒီကုကံရှိပါတယ်။ဆက်ချမှာတော့ဒီကုကံလည်းတော်တော်လေးကိုပဲရှိပါတယ်ဒီစနီပါရဒိုက်စ်ပါဆိုလို့ရှင်ဒီကုကံနှစ်ကံရှိပါတယ်နော်။အဲ့တော့နေသွားခဲ့နေတော့မှာတဲခဲ့တဲ့အခန်းမှာခဏပတ်တစ်တစ်ခေါ်မှာဒီခန်းကတော့ CU ဘန်ဂလိုခန်းလေးဖြစ်ပါတယ်။နှစ်ယောက်ကို9,000 9,600ပေးရပါတယ်။ ဲ့လို extra bag ထိုးမယ်ဆိုလို့ရှင်တော့တရားကို1000ပေးရပါတယ်။ဒါ non trolley လိုက်ပြပေးပါမယ်နော်။ဒါအခန်းရဲ့နောက်ဘက်ကနေပြီးတော့အရှိဘက် runner ဘက်ကိုလိုက်လျှောက်လာတာပါ။ညာကတော့ runner ဘက်ချမ်းကနေပြောကြည့်ရပါတော့။ဒီတွားခဲ့နေကတော့ဝိုးလေးကတော့နေတော့ရွာနေတယ်။အဲ့တော့အဝင်းလုံးက ်ဖြစ်နေလဲဆိုတော့ရှင်ဆူဆူလေးနဲ့မြင်ရတာအကာရောတစ်မျိုးလေးပါပဲဘဘရွာရဲဆိုရင်းနဲ့လည်းဒီတိုင်းရွာနေရမဟုတ်တော့တန်းချီမှာလက်ပတ်နေရတူလည်းရှိပါတယ်နော်ဒီနေ့ခနဲ့ကိုတစ်ချက်လောက်လိုက်ပြပေးပါမယ်ခနဲ့ပလီရတစ်တစ်ခေါ်ပါအဲဆိုရင်ဝင်ဝင်ချင်းပါဆိုရင်ဒီလို အအဝတ်တန်းနေထားလို့ရတဲ့လူတွေရှိပါတယ်ပြီးရနော်ချိုးကန်တွိုင်းလက်ပါဒီမှာဆိုရင်ဖတ်တတ်လည်းပါပါတယ်နော်ချိုးကန်ကနေပြီးတော့ပြန်ပြီးတော့ထွက်လာမယ်ဆိုရင်ချိုးကန်ခန်းဝါမှာတော့ဘလုံးပေါ်မှန်ရှိပါတယ်တို့လိုလှချိုက်တဲ့သူပြီးတော့ဒီကြိုက်လှပြင်းလို့ရပါတယ်ຍາກາລະນີໂຕແກວ່າຕົ້ອງຍောက်ເຕເກຍາວ່າດີຄັນນີ້ມາບໍນໍຕົ້ອງຍောက်ຄັນມາ ဘုရားနေဖို့အတွက်ကိုတော်တော်လေးကိုရှင်းရဲလို့ပြောရပါမယ်။အရင်ချင်းနေပါဦး။ရှင်းလို့ပွားနေရတော့နည်းနည်းလေးပြန်ကြည့်ပြပါနော်။ဒီနေ့ကနေပြီးတော့ပြန်ပတ်ဩရနာဘက်ကိုထွက်ပြီးတော့ပြပြပါမယ်။အဲဆိုလို့ရှိရင်ကျွန်တော်ဝေဒနာကနေကြည်လိုက်ရင်အပြင်ဘက်ပြန်လည်မြင်ရပါတယ် မှတစ်ခုပြောချင်တာကတော့သစားဟုတ်တယ်တော်များများတော့တဲခဲ့တလောက်ကတော့ဘောနော်မဆောင်ပါဆိုလို့ရှင်ဒီကန့်ချိနဲ့ဒီစီးပြီးခန့်နေရအရင်တော့ကပ်မယ်အဲ့တော့ခန်းကနေလှမ်းကြည့်ရင်ပင်လယ်ကိုချောင်းတာလောက်ရင်းအနီးကတော့မြင်ရမလို့ဘောနော် ါဆိုရင်နေသွားခဲ့နေရဆိုရင်မိုးနေနေဟုတ်တယ်။ဒါပေမဲ့လည်းတချို့တွေကတော့ကျန်ပြီမှလက်ပတ်နေတွေတော့ရှိတော့မှာပဲ။နေလည်းမိုးလေးခဏဖဲချင်မှဆန်းပြီးခဏဆင်းပြီးတော့ကြည့်ကြည့်ပါလေ။မိုးအောင်မြော်နေမှာပူတော့လေ တန်းချီရလဲလို့အရင်နဲ့ကောင်းပါတယ်။ဒါလည်းအရင်မလဲတော့ဘူးနော်။ဒါဆိုလို့ရှင်ညနေကဒီနိုင်ကျော်နောက်ပိုင်းမှာတော့မိုးကကျော်လေးအောင်လှိုင်းနေတာကြီးလာတယ်။ရဲရချင်းနေမှာတော့မြေကခဲကနေချပြီးတော့မနှက်ဖက်မိုးလေးနဲ့ဒီပေါ့ချမိုးရွာရပါတော့အဲအတွက်ကြောင့်ဒီလေးကိုတော့ ောက်မှလည်းဖြစ်ပါဘူးရရချင်းနေမှာအဲ့နေမှာပဲအောင်းနေရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကမိုးတော်တော်လေးကြီးပါတယ်အညာဘက်ကျတော့ဒါကတော့မိုးမရွာဘူးဒီဝေကန်းချိန်မှာရှောက်သွားနေတဲ့အချိန်ပေါ့နော်အဲ့လိုက်ထားတာပါမိုးရဆိုပေမဲ့ရှင်ဘုံတိုင်းလက်ရှိနေရဆိုပေမဲ့လာရတဲ့သူတွေကတော့ရပါတယ် ပဲမြေတနေလုံးတော့ပြမမသွားဖြစ်ဘူးပေါ့နော်။ဒါပေမဲ့မိုးရွာနေရာတွေလည်းဒါနောက်တည့်ရမနဲ့ရောက်သွားတဲ့ချိန်ကျတော့မနဲ့စိုးစိုးထားပြီးနေ။ဆောင်းဝန်းနဲ့လိုက်ပတ်ကြည့်ရပါရပေါ့နော်။ဒီအခုပြထားတဲ့အစာအုပ်အဆူချင်တော့စီးပြူးဖေးတဲ့အစာအုပ်တွေပေါ့နော်။မျိုးတက်ကြရတော့ဘန်ဘလိုပေါ့နော်။ဒီကတော့ဖေးတဲ့အစာအုပ်တွေဒီဒီဟန်နေပေါ့နော်။ အဲ့စီစီခန်းကနေပြီးတော့နောက်ဖက်ကိုဆက်ပြီးတော့နေဆက်ရှောက်ကြည့်ကြပါတယ်ကျောင်းရယ်ပေါ်လေးကျဲပြီးတော့လေတင်လေးတွေရာသူ့နေရာနဲ့သူလန်ရှင်ရဲ့တရားနဲ့ရှင်ကြီးတွေတော့တခြားလောက်ကပြီ ဆိုရင်အရှိဆုံးက CPU ပေါ့နော်ဟုတ်ဒီမှာမြင်ရတော့ second CPU second CPU ရဲ့ဟိုအနောက်ဘက်မှာတော့ current view စာဦးလေးရှိပါတယ် current view ကဘင်္ဂလိုလည်းရှိရယ်ဒီထင်းနေလည်းရှိရပေါ့နော်ဒီကတော့နေရှိမှာပြပေးခဲ့တဲ့အတိုင်းပါပဲနေပြပေးထားတာတော့နောက်ကြာစနေတဲ့ငွေငွေရဲ့ဈေးပေါ့နော်ဆိုတော့ဈေးရဲ့သွားမယ်ဆိုရင်တော့1000 2000လောက်ကတော့ပို့ပြီးတော့သက်သာနိုင်ပါတယ် ါဆိုရင် garden view bungalow နဲ့ garden view ပေးတဲ့အစာအုပ်တွေပဲချမ်းပါဘောနော်မြေရပြထားပါဒီရဲ့ဝင်းကတော်တော်လေးကျဲတဲ့အတွက်ကားရပ်ဖို့နေရာလည်းတော်တော်လေးတော်တော်များများရှိပါတယ်။မဆိုရင် space တွေပါတယ်လည်းရှိပါတယ်ဆိုင်ဦးက များတယ်ခြံဝင်းရကျဲဆိုပေမဲ့ပွတ်ရှုံမနေဘူးနော်ဒါဆိုလို့ရှင်တော့ CPU ဘင်္ဂလိုဘက်ခြံကိုနေပြန်ပြီးတော့ရိုက်ပြထားပါ CPU ဘင်္ဂလိုနဲ့ပင်လယ်နဲ့ဆိုရင်ရန်တော့ကပ်နေဘူးနော်ဒါတော့နေနောက်ဖက် breaker စားဖို့ဆိုပြီးတော့ dining room ဘက်ကိုလျှောက်သွားတာပါ dining room ဘက်လျှောက်သွားရင်လည်းရေကူးကန်ကိုဖြတ်လာတော့ရေကူးကန်ကိုရိုက်ပြပေးထားပါတယ်ဒါဆိုရင် C တကူကန်နှစ်ကန်ရှိရပါတော့တော်တော်လေးလက်ကြည့်ပါရယ်ဒီကနှစ်ကန်လုံးကဘတ်ချမ်းမှာဆိုရင် infinity ပိုးရှိတယ်ဒီဘတ်ချမ်းမှာတကန်ရှိရဒီဘတ်ချမ်းတကန်ကတော့ကလေးကူရဲ့ကန်ရောလူကြီးကူရဲ့ကန်ရောဟိုတော်တော်ကြီး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 လေးစောက်ပေးထားပါတယ်ဒါတော့မင်းညာတော့က တင်နာပွဲရှိရတဲ့အတွက်ဒီကုကန်ထဲမှာနည်းနည်းတော့ပွားရှုံနေတော့ကြိုးရတန်ရှင်းလိုက်လို့နေရပါတော့။အဲ့နောက်နေ prefer စားဖို့အတွက်လိုက်ပြပေးပါမယ်။ဒီမှာဆိုရင်သစချင်း bait ရှင်နေပါတော့။ကြိုက်တယ်လို့စက်ပြီးစားလို့ရတယ်။ဟင်းအနီတူ၆ကျော်လေးရှိမယ်။ဒီမှာဆိုရင်သမင်းကျော်ပြည့်ထမင်းကျော်ဒါတော့နည်းနည်းအကြိုက်ပေါ့နော်။ဒီနေရာရောက်ရောက်ဒီစားပြပါတယ်ပြီးရင်ကြာစံကျော်ရှိပါတယ်။ မဆိုရင်ချက်ဦးဟင်းရှိပါတယ်ပြီးရင်ပက်ဒီကျော်ရှိပါတယ်ဆန်နီပါရိုက်တိုက်ရှိရမနက်စာဆိုလို့ရှင်တော့တော်တော်လေးကိုစုံစုံလင်းလင်းရှိပါတယ်တခြားတဲခဲ့တဲ့များဟိုတယ်ထပ်ပေါ့နော်ဒီ breakfast ကတော့တော်တော်များပါတယ်ပြီးရင်ကျောင်းမွေကျော်ရှိမယ်ဆဲဟင်းနဲ့ပလာတာနဲ့ရှိရယ်ဒီဘက်မှာတော့ကင်းချင်တီပြင်ပေးထားတာနဲ့ဟိုဘက်မှာပဲ အင်းရဆော့စ်ပုံစံမျိုးချက်ပြထားတယ်ပြီးရင်ဒီမှာအကျော်ကျော်ရရှိမယ်ဒီအကျော်ကွေးနဲ့ပဲပြုတ်ဆမစီထမင်းရှိပါတယ်ဒီထမင်းနဲ့ပြည့်စားဖို့နှမ်းထောင်းရယ်မချောက်ကျော်ရလည်းရှိပါတယ်ပြန်တော့အချိုးဝဲတွေဖြစ်တဲ့မပြောသေးဘူးရဲသေးတို့သွားမွေးသေးတို့လည်းရှိပါတယ် ဲ့နောက်ထပ်ဒီမှာ sausage ကိုပြုတ်ပေးထားပါဘောเนาะဟိုအရှိတရမှာဆိုရင်သူက bacon ပြုတ်ထားပြီးတယ်ဒီလိုမျိုးတစ်ခုမဟုတ်တစ်ခုထားပြီးတယ်နောက်ထပ်နေမရိုက်လိုက်မိရဲ့ဟာရှိရဲ့အဲ့မှာဆိုရင်အချီတေးပဲ slash station နေရှိမယ်ပြင် dessert တွေဆိုလည်းတော်တော်များများရှိပါတယ်အဲအဲ့ရက်ကအောင်လို့ခေါဆွဲကြွေးရဲ့အတုတ်ကတော့နေတိုင်းပါတယ်ကြိုက်တာတော့သုတ်ခံရရတယ်ဒီမှာ ဂျူစတေရှိမယ်ဟိုဘက်မှာကော်ဖီလည်းဖက်အဆုံးရှိပါတယ်နေနောက်တစ်ခန်းကမီးရိုက်ပြလိုက်ရအောင်ပေါ့နော်ဒီခန်းကတော့အတဲထဲမှာပါမသွားဘူးနေ breakfast စားပြီးတော့လမ်းချီမှာဒီပြန်မဲချက်ပေါ့နော် ATM မှာကျတော့နေရနည်းနည်းလေးထွက်နေတော့ခြေသေးကိုဆင်းပြီးတော့ကုခဲ့ပါတယ်ဒါတော့ငွေဆောင်ကန်းချီရဲ့လက်ရှိရှိတဲ့ခြေလေးလေးပါ ပုံစံ post မဟုတ်ပါဘူးเนาะအားလုံးပဲကျေးဇူးတင်